ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မေလ29ရက်ညပိုင်းမှာတင်ပြပေးမယ်ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးသွားပါမယ်ဆီယနာရှင်စနစ်ကိုမဖယ်ရှားဘဲနဲ့ Federal Democracy ဆွေးနွေးချက်တွေကလက်တွေ့လုံနိုင်ဖို့ခက်လိမ့်မယ်လို့အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးပြောကြားတဲ့သတင်းမြောက်ပိုင်းမှာအိန္ဒိယနိုင်ငံတစ်ခုကတစ်ဖက်သက်ဖိအားပေးဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက်အထောက်အကူမဖြစ်စေနိုင်ဘူးလို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောပြောတဲ့သတင်းမကွေးချင်းတောင်မှာနိုင်ငံရေးကျင်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတာခွင့်မရရှိတဲ့သတင်းအာဆီယံဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုများအားရပ်တန့်ရန်ပြက်ကွက်နေတဲ့သတင်းနဲ့အကြမ်းဖက်စစ်အုပ်စုနဲ့၎င်းရဲ့လက်ပါစီများကြောင့်မြို့ဦးတော်လိုင်းကာလာတွင်တေဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း 6933အထိရှိလာတယ်ဆိုတဲ့သတင်းပါဝင်အခြားစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။